အမားကတော့လူတွေကလှုပ်ဆောင်ပြီးတော့အပင်လေးတွေကဘဝတစ်ခုလုံးပေးဆက်လိုက်ရတာပါပုံဆိုင်ပင်အတွက်ရေလောင်းများသွားရင်ဖြစ်စေရေလောင်းနည်းသွားရင်ဖြစ်စေအဖြစ်ပြက်နှမျိုးစလုံးကအပင်အတွက်အစာအာဟာရကိုစုပ်ယူဖို့အခက်အခဲဖြစ်စေပါတယ်ဘေကင်းလုံခြုံကြပါစေဗျာပုံဆိုင်ကိုစိတ်ဝင်စားပြီးတော့ပုံဆိုင်ကိုစိုက်ပျိုးထားကြတဲ့အချိန်တိကိုတည်ထားတဲ့အချက်၅ချက်ကိုဝင်မြချင်ပါတယ် ဒီအချက်၅ချက်ကိုတိမှတ်ထားပြီးတော့လိုက်နာဆောင်ရွက်မယ်ဆိုရင် ကိုတူတရာပြုစုထားတဲ့ဘွန်ဆိုင်ပင်လေးတွေနဲ့အတူသက်ဆုံးတိုင်ပျော်ရွှင်ကြည်နူးမှုတွေရရှိနေမှာအမှန်ပါပဲဒီလိုဘွန်ဆိုင်ပင်လေးတွေကိုပြုစုထိန်းသိမ်းရမှာဆောင်ရရှောင်ရအချက်ကလေးတွေကိုဒီဗီဒီယိုမှာဝင်မြတ်သွားမှာမို့အဆုံးထိကြည့်ရှုပေးစေချင်ပါတယ်ဘွန်ဆိုင်ပင်နဲ့အင်တွဲလှဆင်ပင်အကြောင်းတွေဝင်မြနေတဲ့ကျွန်တော် channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ စားလက်ကြရအောင်ဗျာကိုယ့်ရဲ့ဘွန်ဆိုင်ပင်ကိုပျက်စီးစေမယ့်အမား၅ခုမန်ကန်စွာရေမလောင်ခြင်းမန်ကန်စွာရေမလောင်းခြင်းဆိုတဲ့နေရာမှာရေကိုအလွန်အကျွံလောင်းခြင်းဒါမှမဟုတ်ရင်ရေကိုလုံလုံလောက်လောက်မလောင်းဘဲထားခြင်းဒါမှမဟုတ်ရင် ရေကိုလုံးဝမလောင်းဘဲထားခြင်းပဲဖြစ်ပါတယ်ရေကိုရေကိုမန်ကန်စွာမလောင်းခြင်းကဘာကြောင့်အန်တလေရှိတယ်လဲဆိုရင်တော့ ရေအလွန်ကျွန်းလောင်းတဲ့အခါမှာဘုံအုံအတွင်းရှိမြေစာတွေကရေဆုပ်ယူမှုများတဲ့အတွက်ကြောင့်ဒါမှမဟုတ်ရင်ဘုံအိုးရဲ့ရေစင်းပေါက်ကရေကောင်းကောင်းမစင်းတဲ့အခါမှာဘုံအိုးအတွင်းမှာရှိတဲ့အမြစ်တွေကလေကိုမရရှိတော့ပဲအမြစ်ပုတ်သွားတတ်ပါတယ်ဒီလိုပါပဲအလွန်ပူပြင်းတဲ့ရာသီဥတုမှာဘုံဆိုင်ပင်တွေကိုရေမလောင်းမိတာကဒါမှမဟုတ်ရင်မဆုမပုတ်လေးပဲလောင်းမိတာကအပင်အတွက်ရေတက်ခန်းချောက်သွားနိုင်ပါတယ်ရေလောင်းများသည့်ဖြစ်စေရေမလောင်း မိဒီဖြစ်စေနှမျိုးစလုံးကအပင်ရဲ့အဟာရစုပ်ယူမှုစနစ်ကိုထိခိုက်စေပါတယ်။ဒါဆိုဒါကိုဘလို့ဖြေရှင်းကြမလဲ။ဘွန်ဆိုင်မင့်တွေကိုရေလောင်းတော့မယ်ဆိုရင်ဘွန်အိုးထဲကအပေါ်ရံမြေစွာကိုအရင်စစ်ဆေးပေးရပါမယ်။ဘွန်အိုးထဲကအပေါ်ရံမြေစွာ၆တွင့်နေပြီဆိုရင် ရေလောင်းပေးရပါမယ်။ရေလောင်းပြီဆိုရင်လည်းဘွန်အိုးရဲ့ရေစင်းပေါက်ကနေရေတွေစင်းကြလာတဲ့အထိလောင်းပေးရပါမယ်။ ရေစင်းပေါက်ကောင်းကောင်းပါတဲ့ဘုံအုံးနဲ့ရေစီးစင်းမှုကောင်းတဲ့မြေစာကိုအသုံးပြုပေးရပါမယ်။နောက်ဆုံးတစ်ခုကတော့ကိုစိုက်ထားတဲ့ဘုံဇိုင်းပင်အမျိုးအစားနဲ့ရာသီဥတုကိုလိုက်ပြီးတော့ရေလောင်းတဲ့အချိန်အရွယ်အတွက်ကိုချိန်ဆပြီးရေလောင်းပေးရပါမယ်။နံပါတ်1အချက်ကတော့အပင်နေရာထားမှားခြင်းပဲဖြစ်ပါတယ် ။ဘွန်ဆိုင်ပင်ကိုနေရာထားမှားခြင်းကဘွန်ဆိုင်ပင်ပေါ်ကိုနေအောင်ချီအလင်းရောက်ရရှိစေမှု မာရွန်းစွာထိတွေ့စေခြင်းပဲဖြစ်ပါတယ်။ဘွန်ဆိုင်ပင်နေရာထားမှားခြင်းကဘာကြောင့်အန်ဒီရှိတယ်လဲဆိုရင်အပင်တွေကအလင်းနဲ့အစာချက်ကြပါတယ်။ဒါကြောင့်မို့နေအောင်ချီရရှိမှုအလင်းနှဲလင်အပင်ကြီးထွားမှုအားနည်းပြီးတော့အထူးသဖြင့်မနဲ့နေအောင်ချီကိုပုံမရရှိရမှာပါ။နေအောင်ချီတိုက်ရိုက်ထိတွေ့မှုမှုအလင်းများရဲ့ အရွက်တွေလောင်ကျွမ်းနိုင်ပါတယ်အထူးသဖြင့်ညနေဆောင်အောင်နေတိုက်ရိုက်ထိတွေ့မှုများရယ်ပိုဆိုးနိုင်ပါတယ်ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့ကိုစိုက်ထားတဲ့ဘွန်ဆိုင်ပင်အမျိုးအစားရဲ့နေရောင်ခြည်လိုအပ်ချက်ကိုသိအောင်လုပ်ရပါမယ်နေရောင်ခြည်အလင်းတက်မခံနိုင်တဲ့အပင်တွေအတွက်ကတော့အရိတ်ကပိတ်စိမ်းပါကိုအသုံးပြုပေးရပါမယ်ဒါမှမဟုတ်ရင်အိမ်တွင်းမှာအင်ဒိုမှာထားဆိုင်မယ်ဆိုရင်လည်း grow light မီလုံးလေးတွေကိုသုံးပေးရပါမယ် နံပါတ်3ကတော့ဘွန်ဆိုင်မြေစာအရေးအသွင်းညံ့ခြင်းနဲ့ဘွန်အိုးလဲရမိတ်လျှော့နေခြင်းပဲဖြစ်ပါတယ်ဘွန်ဆိုင်မြေစာအရေးအသွင်းညံ့ခြင်းနဲ့ဘွန်အိုးလဲလေဖို့မိတ်လျှော့နေတာဘာကြောင့်အန်ဒီရရှိလဲဆိုရင်တော့မြေစာတွေဟာဘွန်အိုးထဲမှာအချိန်ကာလကြာတာနဲ့အမျှချစ်လက်တိတ်သေးလာပြီးတော့ရေစီးစင်းဖို့ခက်လာပါတယ်နောက်ပြီးတော့အချိန်ကြာတယ်ပြီဖြစ်တဲ့အတွက်မြေစာဟာအာဟာရပါဝင်မှုနေနေသွားလို့အပင်အမြင့်ကြီးထွားမှုကိုအတားအဆီးဖြစ်စေပါတယ် အချိန်ကာလကြာပြီးတော့ဘုံအိုးကိုလဲမပေးဘူးဆိုရင်ဘုံအိုးထဲမှာ အမြင့်ကျက်လာပြီးတော့အပင်သေးတဲ့အထိဖြစ်နိုင်ပါတယ်။ဒါကိုဖြည့်ရှင်းဖို့နီးလန်းရတော့ကိုစိုက်ထားတဲ့ဘွန်ဆိုင်ပင်အမျိုးအစားပေါ်မူတည်ပြီးတော့အပင်အတွက်မြေတီးတက်မြေစာကိုဆက်ပေးရပါမယ်။ရေစင်းကောင်းတဲ့ကြောက်ပွားတွေကိုအသုံးပြုပေးရပါမယ်။ဥပမာအခန္ဓမာပြုမိတ်ချော်ရီကြောက်နဲ့ပါလိုက်တို့ကိုအသုံးပြုပေးရင်ကောင်းပါတယ်။အိုးလဲလဲမယ်ဆိုရင်ຫນွေဥကာလာမှာအိုးလဲလဲတာအကောင်းဆုံးပါပဲ။ အိုးလဲလဲချိန်မှာတခါတည်းဘွန်ဆိုင်ပင်အတွက်မြေစာကိုလည်းတခါတည်းလဲလဲပေးရမှာပါဘွန်အိုးလဲမြေစာလဲပြီးအမြင့်ပြင်ခြင်းကိုတခါတည်းလှုပ်ပေးနိုင်ပါတယ်နံပါတ်၄မာရင်းစာပြုတ်ပြင်ဖြတ်တောက်မှုနဲ့ပုံစံသွင်းဝါယာကိုက်ချာမှာကိုင်ရမှာမာရင်းချင်းပဲဖြစ်ပါတယ် ဂိုင်းဖြတ်ပုံသွင်းခြင်းနဲ့ပုံစံသွင်းဝါယာဂိုင်းမှာမရင်ခင်ဘာကြောင့်အန်ဒီရရှိလဲဆိုရင်တော့ကပုံစံမိတွေကိုအလွန်အကျွံဖြတ်တောက်ခြင်းကအပင်မှာ stress ဝင်သွားနိုင်ပါတယ်။နောက်ပြီးတော့ပုံစံသွင်းဝါယာဂိုင်းရမှာအပင်ဂိုင်းထက်ပိုဝါယာကပိုကြီးနေတာဒါမှမဟုတ်ရင်ပိုသေးနေတာမျိုးဆိုရင် အကိုင်းနဲ့အခောက်ကိုထိခိုက်စေပါတယ်။နောက်ပြီးတော့ဝါယာဖြုတ်ချိန်တက်မှာမဖြုတ်ပဲထားမိရင်ရင်လဲအကိုင်းနဲ့အခောက်ကိုဝါယာကိုက်သွားပြီးမလမပနဲ့အကိုင်းတွေ အကိုင်းနဲ့အချိန်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါတွေကို ဖြေရှင်းဖို့နီးလန်းကတော့အပင်တွေ ကြီးထွားရသည်မှာလို့အတလောက်သာဂိုင်းတွေကို ဖြတ်တောက်ပေးရမှာပါ။ဂိုင်းဖြတ်ဝါယာကန်ရမှာလဲထက်မြပြီးတန့်ရှင်းတဲ့ကြိယာတွေကိုအသုံးပြုပေးရပါမယ်။ဘွန်ဆိုင်အတွက်တီးတန့်ထုတ်ထားတဲ့ဘွန်ဆိုင်ကြိယာတွေကိုအသုံးပြုလင်းတော့အကောင်းဆုံးပါပဲ။ပုံစံတွင်းထားတဲ့ဝါယာကြိုးတွေကိုလှစင်စစ်ဆေးပြီးတော့အခောက်ကိုမထိခိုက်မီဖြုတ်ပေးရပါမယ်။ နံပါတ်5ဘွန်ဆိုင်မင်းတို့ကိုပျက်စီးစေတဲ့အချက်5ချက်ထဲကနောက်ဆုံးအချက်အနေနဲ့ကျွန်တော်ဝင်မြှင့်ချင်တဲ့အချက်ကတော့အပင်တွေမှာကြာရောက်တတ်တဲ့ပိုးမွားတဲ့ယောဂါတွေကိုလွတ်လွတ်ရှုမိခြင်းပဲဖြစ်ပါတယ်။အပင်တွေပေါ်မှာကြာရောက်လို့ရှိတဲ့ပိုးမွားတဲ့ယောဂါတွေကိုလွတ်လွတ်ရှုမိတဲ့ကဘာကြောင့်အန္တရာယ်ရှိတယ်လဲဆိုရင်ဥပမာ အပင်အမျိုးမျိုးပေါ်မှာကြာရောက်လို့ရှိတဲ့ဆုပ်စားပိုးနဲ့ပင်ကူနီအကောင်တွေကအပင်မှာဆွဲကတ်တတ်တဲ့မိုယောဂါတို့ဟာအပင်ကိုအလင်းမြန်သေစေနိုင်ပါတယ်။ ါကိုဖြည့်ရှင်းနည်းကတော့ဘွန်ဆိုင်ပင်အရွက်နဲ့မြေစာကို ပုံမှန်စစ်ဆေးပေးရပါမယ်။ပိုတက်ဆေးမိုယောဂကာကွယ်ဆေးကိုအခါအားလျော်စွာဖြန့်ပေးရပါမယ်။ယောဂကူးစက်နေတဲ့အပင်တွေကိုတီးတန့်ခွဲထားပြီးတော့လေဝင်လေထွက်ကောင်းအောင်လုပ်ပေးရပါမယ်။နောက်ထပ်ဆောင်ရွက်ရှောင်ရံတွေကတော့မြေဩဇာအလွန်အကျွံကျွေးခြင်းကိုရှောင်ရပါမယ်။အပင်ကြီးထွားတဲ့ရာသီမှာအာဟာရညီမျှတဲ့မြေဩဇာကိုရေဖြော်ပြီးကျွေးပေးတာအကောင်းဆုံးပါပဲ။ ဘိုဆိုင်မင်းအမျိုးအစားနဲ့ကိုက်ညီမဲ့ပတ်ဝန်းကျင်ကိုလိုက်၍ဂရုစိုက်ပေးရပါမယ်ဒီလောက်ဆိုရင်ဘိုဆိုင်မင်းကိုပျက်စီးစေနိုင်တဲ့အချက်တွေကိုဝင်းမြသွားပေးတာဖြစ်ပါတယ်ဒီအချက်တွေကိုဆောင်းဆောင်းပြီးတော့ဘိုဆိုင်မင်းလလလေးတွေပိုင်ဆိုင်နိုင်ကြပါစေဗျာဒီဗီဒီယိုကနေအတိတ်တစ်ခုခုရသွားမယ်ဆိုရင်နောက်လူတွေကိုသိရှိသွားနိုင်အောင်ကျွန်တော် channel ကို like subscribe and share လေးခလုတ်ကိုနှိပ်ပေးသွားကြပါအောင်နောက်ပတ်တွေမှာ ဝန်ဆောင်နဲ့ပတ်သက်ပြီးဘာတွေတင်မလဲအစ်စ်တင်တိုင်းသိရှိနိုင်ဖို့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဗျာကျေးဇူးတင်ပါတယ်ပြန်လည်ဆုံတွေ့ကြပါလိမ့်ဘေးကင်းကြပါစေဗျာ